းချလိုက်တယ်ဝိတ်လဲကျလာတယ်ဝိတ်တွေကပြန်ပြန်တက်လာတယ်ဆိုရင်ဒီဗီဒီယိုလေးကိုစုံတဲ့ဒီကြီးလေးကိုကျွန်တော်ကအကြံပြုပါတယ်မိတ်ဆွေကဝိတ်ချနေတဲ့သူတယောက်ဝိတ်တော့ကျလာတယ်ဒါပေမဲ့ပြန်ပြန်တက်လာတယ်ဆိုရင်ကျွန်တော်ခုပြောမယ့်အချက်၃ချက်ကိုတစ်ချက်လောက် ပြန်လဲဆက်စစ်ကြည့်နေကြပါတယ်ဗျနံပါတ်၁ချက်ကမိတ်ဆွေဝိတ်ကိုအမြန်ချနေတာလားအမြန်ချခဲ့တာလားနံပါတ်၂ချက်ကမိတ်ဆွေဝိတ်ချနေတော့မှကာရီယိုလက်ချက်ငန်းတစ်မျိုးနဲ့ပဲဝိတ်ချခဲ့တာလားနံပါတ်၃ချက်ကမိတ်ဆွေဝိတ်ချနေတဲ့အချိန်မှာ ေလူတွေကိုအလွန်အမင်းချော့စားခဲ့မိတာလားဒီသုံးချက်လေးကိုပြန်လည်ဆန်းစစ်ကြည့်စီကြပါလေနံပါတ်၁ချက်ကိုအရင်ရှင်းပြမယ်ဆိုရင်မိတ်ဆွေကဝိတ်အမြန်ချခဲ့ဆိုရင်မိတ်ဆွေချလို့ကြာလာတဲ့ဝိတ်တွေထဲမှာအစီရင်ပါသွားတာမဟုတ်ပါဘူးအစီရင်ပြင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေဓာတ်တွေလည်းပါသွားပါတယ်ရေဝိတ်တွေပါသွားတယ်ကျွန်တော်တို့ခန္ဓာကိုယ်အတွက်တန်ဖိုးအရင်ကြီးရဲ့ကြွက်သားတွေပါကြာသွားတာပါတယ်ဗျ ။ဘာလို့လဲဆိုတော့အစီဆိုတာအငယ်မြန်တက်ဖို့မလွယ်ဘူးလို့အငယ်မြန်ချဖို့လည်းမလွယ်ပါဘူးဗျ။တကယ်လို့အငယ်မြန်ချခဲ့လို့ကြခဲ့တယ်ဆိုရင်တော့မှအဲ့ဒါအစီမဟုတ်ပါဘူးဗျ။မိတ်ဆွေဝိတ်အမြန်ချလိုက်လို့ကြလာတဲ့ခန္ဓာကိုယ်ရဲ့ကအစီတွေရေဝိတ်တွေအပြင်ကြွက်သားတွေကမိတ်ဆွေခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကိုမှန်ကန်အောင်မြန်ဆန်အောင်ကုညီထောက်ပံ့ပေးနေတယ်ဆိုတာလေးကိုမိတ်ဆွေဂရုပြုသင့်ပါတယ်ဗျ။ကြွက်သားတွေဆုံးရှုံးလာတဲ့အခါမှာခန္ဓာကိုယ်ကဇီဝဖြစ်စဉ်နေလာမယ်။ ကယ်လိုရီလောင်ကျွမ်းမှုကပုံမှန်တည်းပူပြီးနေလာမယ်။ဒီချိန်မှာမိမိရဲ့တနေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏကလည်းညော်နေလာနိုင်မယ်။မိမိကကယ်လိုရီကိုရှော့စားတဲ့ဆိုပြီးဝိတ်တွေပြန်ပြန်တက်လာတဲ့အကြောင်းရင်းကမိဆွေရဲ့ခန္ဓာကိုယ်မှာကြွက်သားတွေနေနေလို့ဖြစ်ပါတယ်။ကြွက်သားဆုံးရှုံးလာတဲ့များနေလို့ဖြစ်ပါတယ်ဗျ။ဒါလေးကိုသတိပြုရမှာဖြစ်ပါတယ်။အမှန်တကယ်ချက်ကိုရှင်းပြရင်ဝိတ်ချခဲ့တော့ကမိတ်ဆွေကာဒီယိုလိကျင့်နဲ့တမျိုးနဲ့ဝိတ်ချခဲ့တာဆိုရင ကာရီယိုလေ့ကျင့်ခန်းတွေမှာကျွန်တော်နှလုံးနဲ့အဆုတ်ကျန်းမာသန်ဆောနဲ့ဒီဘုံလုံးကျန်းမာရေးအတွက်အထောက်အပံ့ပြုတဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ဒါ့အပြင်ကာရီယိုလေ့ကျင့်ခန်းတွေရဲ့အားနည်းချက်ကကြွက်သားတိဆောက်ခြင်းမှာအားနည်းတယ်။ဒါ့အပြင်ပြင်းထန်တဲ့ကာရီယိုလေ့ကျင့်ခန်းတွေကိုအချိန်ကြာကြာလေ့ကျင့်မိလာပြီဆိုရင်တော့မိတ်ဆွေခန္ဓာကိုယ်မှာရှည်ပြီးသားကြွက်သားတွေကလောင်ကျွမ်းပျက်စီးသွားစေတတ်ပါတယ်ဗျ။ကျွန်းသားတွေငဲလာပြီဆိုရင်ဘာတွေဖြစ်လာရတဲ့လဲဆိုတော့ကျွန်တော်ခုနကပြောတာပြီးဖြစ်ပါတယ်။နံပါတ်3ချက်ကိုရှင်းပြရမယ်ဆိုရင်မိတ်ဆွေဝိတ်ချနေတဲ့အချိန်မှာကယ်လိုရီအလုံးမင်းရှော့ဆန်းခဲ့တယ်ဆိုရင် ခန္ဓာကိုယ်တို့လိုအပ်တဲ့လှုပ်ရှားမှုတွေကြွက်သားတွေအခြားစွမ်းရည်တွေသုံးဆွဲဖို့အရာတွေမှာအဟာရဓာတ်တွေမလုံမလောက်ဖြစ်တတ်ပါတယ်။ဒီလိုအခြေအနေမှာခန္ဓာကိုယ်ကစွမ်းရည်တွေအတွက်ကိုကြွက်သားတွေကိုလောင်ကျွမ်းသုံးဆွဲသွားတယ်။သူ့အတွက်တက်တာစီမဲ့အစီအလူကိုခန္ဓာကိုယ်ကတူလောင်နေတယ်လို့ကျွန်တော်လေ့လာဦးပါတယ်ကြာ။ကြွက်သားပမာဏနည်းလာရင်လည်းဇီဝဖြစ်စဉ်နှေးကွေးလာမယ်၊ကယ်လိုရီလောင်ကျွမ်းမှုကလည်းနှေးကွေးလာမယ်။ဒါကြောင့်မိတ်ဆွေကဝေးချလိုက်တဲ့ဝိတ်လဲကျလာတယ် ဝိတ်တွေကပြန်ပြန်တက်လာတယ်ဆိုရင်ကျွန်တော်ခုနကပြောခဲ့တဲ့အချက်၃ချက်မှာမိမိကဘယ်အချက်နဲ့ဤနေတယ်ဆိုတာလေးကိုတစ်ချက်ဆန်းစစ်ပြီးတော့မိမိဘယ်အချက်မှာပြင်ဆင်သင့်တယ်ဆိုတာလေးကိုသိမြင်နိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဒီဗီဒီယိုလေးကမိတ်ဆွေတက်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုစုံနေတိကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကိုလူလေးပါ။ပေါင်100ကျော်ရဲ့သူတွေနဲ့အလုံများလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လဲကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကိုညီညီပြပေးနေတဲ့ fellows guide တယောက်ဖြစ်ပါတယ်ဗျ။